power cord ဆိုတာဘယ်လိုမျိုးလဲသိရှင်နေတဲ့သူတွေဒီ video ကိုအဆုံးထိကြည့်လိုက်။ဘာမှမခက်ဘူးကွာဒီလား။မတိသေးလို့ဒါခက်တယ်လို့ဖြစ်နေရ။ power cord ဆိုတာတကယ်တော့ fight cord ပါပဲ။ fight cord တွေကိုပြောရအောင်နော်။ fight cord ဆိုတာအမ်ဒီဒိုနဲ့ဆူနဲ့ပဲပါတာကိုပြောတာပေါ့။ဒါဆို F5 ဒါဆို G5 တကယ်တော့ तू ကနှုတ်နှလုံးမဲ့ပါတာ။အဲ့ဒါကို तू ကဒီဒိုရဲ့ဆူရဲ့အဲ့ဒါရေးယူလိုက်တာ။အဲ့တော့မှဒီ acoustic မှာဒီအခါတခါတလေကြာရင်နှစ်ချောင်းထဲကမပြည့်ဘူးကွာ အဲကြောင့်အတန်ပိုပြီးဒီထက် powerful ဖြစ်ချင်လို့တုံးချောင်းဖြစ်သွားအောင်ဒိုးဆိုဒိုးအဲ့လိုမျိုးတီးလိုက်တာပေါ့ဟုတ်ပြီအဲ့လိုတော့တီးပြီဒါဆိုတော့ဘယ်လိုကင်တာလဲလွယ်လွယ်လေးပဲ F ကင်တယ်မလား F ကဒီလိုမျိုးကင်တယ် F ကဒီလိုမျိုးဆိုလက်ကလေးလွတ်လာတယ်ပြီးတော့ဒီအပေါ်ဆုံးတုံးချောင်းအောင်ပဲကင်တဲ့တဘောပါ6ရဲ့9ရဲ့၄ကျိုးရဲ့ဒီ3ကျိုးပဲခြံတော့ခြံတဲ့ဟာတွေအဲ့လိုဖယ်လိုက်လို့ရတယ်ဒီ F ခြံပြီးတော့ဒီ3 6မဲ့ တော့သူကဘယ်လိုမျိုးဖြစ်သွားလဲဆိုတော့ major ဖြစ်ဖြစ် minor ဖြစ်ဖြစ်တီးလို့ရတယ်ပြောချင်တာ F5 ကောက F major နေရာမှာလည်းတီးလို့ရတယ်လို့ F minor နေရာမှာလည်းတီးလို့ရတယ်အလွယ်ပြောရမယ်ဆိုရင်တော့ major minor မရှိဘူးဖြစ်တော့မှာပေါ့အဲ့တော့ကိုကတီးချင်တယ်ဆိုရင်တီးလို့ရတယ်အဲ့တော့ဒီမှာ F ကော F ကိုလွတ်လိုက်တယ်ဒီနေ့ရတဲ့အပေါ်၃ချောင်းပဲတီးတယ် F F ပြီးရင်တကွက်ကြောင်မှာ G G ပြီးရင် A ပြန်လာတယ် A ပြီးရင် B ီးရင် B နဲ့ C နဲ့ကက်ရက်ဆိုတော့ C ရကက်ရက်မှာ C ပြီးရင် D တစ်ခွက်ကျော်မှာပြီးရင် E ပြန်လာတယ်ဒါပဲဒါလေးက power cop ဆိုပြီးဖြစ်သွားတာပဲအဲအဲ့လိုပဲအောက်ကိုပြန်ဆင်းရင်လည်းဒီမှာ B minor ရှိတယ်ရှေ့သွင်း A ရှိတယ် B minor ကင်လိုက်တယ် B minor ကင်ပြီးတော့ဒီအကုန်လုံးလွတ်လိုက်ရကွာလွတ်ပြီးနှိပ်ထားတဲ့ဒီ၃ချောင်းမဲ့တီးမယ်၅၄၃အဲ့၃ချောင်းမဲ့တီးမယ်ဒါဆိုရင် B5 ဖြစ်သွားတာပေါ့တကယ်တော့ဒီလို၅ချောင်းတယ်ဒါပေမဲ့၃ချောင်းကင်လည်းရတယ်ဒိုးဆိုဒိုး နှုတ်ကနှလုံးထဲပဲအဲကြောင့် B5 လို့ခေါ်တာပေါ့ပြီးရင် C5 AB BB C လာတယ် B နဲ့ C နဲ့ကပ်ရဆိုတော့ C ဒီမှာ C5 တစ်ခွက်ကျော်မှ D နောက်တစ်ခွက်ကျော်မှ E E နဲ့ F နဲ့ကပ်ရဒီမှာ F ပြီးရင် G ဒါပဲ EDI ရဲ့ခြံခဲတဲ့ခြင်းဆိုဒီလိုမျိုးပေါ့ five chord နဲ့တီးထားတယ်ပေါ့အဲအဲ့လိုမျိုးပေါ့ power chord ဆိုတာဒါပဲတကယ်တော့အဲ့တော့ဘယ်တခြင်းမဆိုဒီ style ပြောင်းတီးလို့ရတယ်ပြောချင်တာတခြင်းတစ်ပုတ်မှာ bar key ပဲတွေ့တွေ့ five chord ပြောင်းကန်လိုက်ဒါဆို power chord နဲ့တီးလေးဖြစ်သွားတာပေါ့သူကဘယ်မှာလဲအများဆုံးတီးလဲဆို van တို့ဘာတို့ဒီနည်းနည်းကြွားချင်တဲ့တခြင်းတွေပေါ့နော်ဒီ van bomb sound style နေမှာအဓိကတီးရပါ ်အလက်ထရစ်မှာဆိုရင်တော့ကျွန်တော်တို့နှစ်ချောင်းနဲ့တီးတာများတယ်ဖိုက်ကော့နံပါတ်ဒီအကော့စတစ်မှာဆိုရင်တော့သုံးချောင်းကန်လိုက်တယ်ပေါ့ဘာလို့ဆိုတော့ distortion မပါဘူးပါ electric ကကြတော့ distortion ပါတော့ပြည့်တယ် acoustic ကြတော့နှစ်ချောင်းလဲဆိုရင်နည်းနည်းလေးဟာချင်တယ်အဲ့တော့သုံးချောင်းလောက်ဆိုရင်နည်းနည်းမြိုင်တာပေါ့အဲ့တော့ power cost တာအဲ့ဒါပါပဲလက်ခတ်ကတော့တခြင်းပေါ်မူတည်ပြီးတော့တခြင်းနဲ့တီးရမယ့်လက်ခတ်ကိုတီးပေါ့အဓိကကတော့ van ဒီမှာတုံများတယ် ိုမျိုးပေါ့ဥပမာအားဖြင့်တာတိလူရဲ့ဂျူဂျီရှင်တိမဲ့ဆိုဒီလို power connect ပြီးလို့ရတယ်ဒီလိုလေးပေါ့ဂျူဂျီတဲခွေတဲ့ဂျူဂျီရက်သက်တာများပြီလောက်ရတဲ့နင်းလိုလူမျိုးညောင်ရှိတယ်အဲ့လိုမျိုးလေးပေါ့နော်ဒီလို style တီးတာတော့ဒါကို power call လို့အလွယ်တကူပြောကြတယ်ပေါ့အဲ့တော့ fight call ပါပဲဒီကတော့အဲ့တော့ဘာမှမခက်ဘူးနော် call တွေကလည်းအစင်လိုက်သွားလိုက်ရုံနဲ့ f g a ဒါပဲပြီးရင်ဒီမှာ A B C D E F G အဲ့လိုပေါ့အဲ့လိုလေးတော့လိုက်ရုံပဲဒါဆိုရင်တော့ power core ဆိုတဲ့အကြောင်းနားလည်သွားပြီလို့ညွှန်လင်းတယ်အဆင်ပြေတယ်ဆိုရင် subscribe လေးလောက်တော့ပြီး like နဲ့ share လေးလည်းလောက်တော့ပြီး